ကျွန်တော်ပြောမယ်အဲ့ဒါတွေကအချစ်မဟုတ်လို့တည်လားအချစ်ဆိုတာကဘယ်အချိန်မှအဖြစ်ကျွန်တော်ကျွန်တော်မှလည်းရည်စားဟောင်းနေရှိတယ်ကျွန်တော်ရည်စားဟောင်းနေပြန်တွေ့တဲ့အခါမှလည်းပဲတို့အကျိုးကျေးဇူးတစုံတရာရော့အောင်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးအခုထိလည်းကျွန်တော်မလုပ်ဘူးတို့ကလည်းကျွန်တော်အကျိုးကျေးဇူးရော့အောင်ကျွန်တော်မလုပ်အဲ့ဒါအချစ်ပဲအဲ့တော့တယောက်နဲ့တယောက်ဟာအကျိုးကျေးဇူးတစုံတရာထိကပ်အောင်ဆိုပြီးဆိုတော့အချစ်မဟုတ်တော့အဲ့ဒါအမုန်းဖြစ်သွားတယ် ဆိုတော့အချစ်ကပြုတ်လို့ဖြစ်တယ်အဲကျွန်တော်တို့လမ်းခွဲသွားတဲ့တိုင်အောင်သူ့အကျိုးကိုကိုကလိုလားနေတယ်ကို့အကျိုးသူကလိုလားနေပေါင်းတော့ပေါင်းစည်းချင်မှပေါင်းစည်းမယ်အချစ်နဲ့အိမ်တော်ကြီးကတခါလေးရမတူဘူးကျွန်တော်တို့အိမ်တော်ကြီးကတစ်ခုပဲလုပ်လို့ရတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်အချစ်ကတော့ပုထုဇဉ်တွေဖြစ်တဲ့အတွက်အချစ်6ခုလည်းဖြစ်နိုင်တယ်အချစ်9ခုလည်းဖြစ်ရည်စားအောင်9ယောက်လည်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကအိမ်တော်ချပြီဆို9ယောက်နဲ့သွားယူလို့မရဘူးလေเนาะကျွန်တော်တို့တယောက်ပဲယူရမှာအိမ်တော်ကြီးကတော့တစ်ခုပဲသို့တော့အချစ်တွေရှိတယ်အဲ့ဒီအချစ်တွေက တသက်လုံးတို့နဲ့ relationship ကောင်းတယ်ကျွန်တော်တို့တို့လည်းတို့အိမ်တော်နဲ့တို့ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့စောင့်ရမယ့်စီးတွေရှိတယ်ဒါပေမဲ့အရေးကြီးတဲ့ပိန်းချက်ကသူ့အကျိုးစီးပွားကိုကိုထိခိုက်အောင်မလုပ်ဘူးကို့အကျိုးစီးပွားကိုကိုထိခိုက်အောင်မလုပ်အဲ့ဒါအချက်ပဲအချက်ဆိုတာကိုချစ်ခဲ့တဲ့ဒုတိယဘက်ဖြစ်သူ့အကျိုးစီးပွားကိုထိခိုက်အောင်ကျွန်တော်တို့လှုပ်ရှင်နေပြီဆိုရင်အဲ့ဒါအမုန်းဖြစ်သွားပြီအချက်မဟုတ်တော့ဘူးသူအချက်ကိုတသက်နာမည်ဖြတ်နေဒီလိုပဲကျွန်တော်ပြောချင်ပါမင်္ဂလာပါခင်ဗျာ မှန်ပါတယ်ခင်ဗျာအဲကျွန်တော်အဲ့အမျိုးသမီးတွေကတော့မြန်မာလူ့အဖွဲ့အစည်းမှာအမျိုးသမီးတွေရဲ့ကဏ္ဍအများကြီးအရေးကြီးတာပေါ့နော်ကျွန်တော်ဆိုအများနဲ့နောက်တယ်လေဟို economy တော့မဟုတ်တော့ shit economy ဖြစ်နေပြီဟလာဘာလို့ဆိုအမျိုးသမီးတွေကဥစားနေတာဇီးကိုတွေ MD တွေကညောရီမှာအမျိုးသမီးတွေညားလာပြီဆိုတော့ဒါကျွန်တော်တို့အမျိုးသမီးတွေရဲ့ဥစားမှုကဏ္ဍကလည်းအလွန်အရေးကြီးပါတယ်ဒီနေ့ကတော့ဒါအမျိုးသမီးအချင်းချင်းပြောကြတာတော့အဓိကပေါ့နော်ကျွန်တော်တို့ကတော့ gas အနေနဲ့လာခဏပြောတယ်ပြီးတော့အားပေးဖို့ပါဆရာမတို့ဟုတ်ကဲ့ sorry ပါဆရာမတိတ်မကြလိုက်လို့ဆိုပါလုပ်ငန်းတွေမှာအမျိုးသားဥဆောင်နေတယ်ဩဟုတ်ကဲ့ဆရာမဟုတ်ကဲ့ဆရာမဟုတ်ကဲ့ဆရာမဥဆောင်တာတော့ ဆရာမတွေဒါကတော့တယောက်နဲ့တယောက်အာသာချက်အားနည်းချက်တွေမတူကြဘူးပေါ့နော်အဲအမျိုးသားတွေမှာလည်းအမျိုးသားတွေရဲ့အာသာချက်ရှိတယ်အမျိုးသမီးတွေမှာလည်းအမျိုးသမီးတွေရဲ့အာသာချက်ရှိတယ်ဟိုမှာအမျိုးသားတွေရဲ့အာသာချက်ကတော့အဆုံးဖြတ်ချက်မြန်တယ်အဲတိတိကျကျဆောင်ရွက်တယ်သူတို့မြန်မြန်ဆန်ဆန်လုပ်ရတဲ့ကိစ္စတွေမှာအဆင်ပြေအမျိုးသမီးတွေရဲ့အာသာချက်ကြတော့ service ပေါ့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ industry တွေမှာအမျိုးသမီး CEO တွေအမျိုးသမီး MD တွေဥဆောင်မှာတက်ကောင်းပြီးတော့အမျိုးသမီးတွေကမိခင်နဲ့တူတဲ့ဂယူဆိုင်မှုမိခင်နဲ့တူတဲ့အသေးစိတ်ကြီးရှုမှုဒါတွေကသူတို့အားကောင်းဒါကြောင့်အမျိုးသားအမျိုးသမီးမှာသူ့အားသာချက်သူ့အားနည်းချက်ရှိတာပေါ့နော်ကျွန်တော်ဒါပေမဲ့တစ်ခုချင်းမှာလဲတစ်ခါတည်းကတဦးချင်းပေါ်မှာလဲအချွင်းချက်တွေရှိတာပေါ့နော်ချွင်းချက်တွေဥမာဆိုပါဆိုကျွန်တော်တို့ကတစ်ခါတလေကြရင် အမျိုးသမီးတယောက်ကအမျိုးသားဆန်နေတာလည်းဖြစ်နိုင်တယ်အမျိုးသားတယောက်ကအမျိုးသမီးဆန်နေတာလည်းဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့သူ့မှာသူ့အာသာချက်သူ့အားနည်းချက်တွေရရှိကြတယ်လူဖြစ်တဲ့အတွက်ဘယ်သူမှတော့ perfect မဖြစ်ဘူးဒီပေါ်မှာကိုယ့်အာသာချက်ကိုအားကောင်းအောင်ဆောင်ရွက်ပြီးတော့ဥဆောင်သွားကြတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေကျွန်တော်တို့ခုနပြောသလိုပြဿနာရဲ့သဘောတရားပေါ်မှာမူတည်ကြပေါ့ချက်ချင်းဖြစ်ရှင်းရမယ့်ပြဿနာတွေရုပ်တရက်ချက်ချင်းဖြစ်ရှင်းရမယ့်ပြဿနာတွေဥပမာစစ်တိုက်တယ်လို့မျိုးပေါ့နော်ကျွန်တော်ဒါမျိုးတွေကအမျိုးသားတွေကအတားဒါကြောင့်ကမ္ဘာပေါ်မှာစစ်ဖို့ချုပ်တွေကအမျိုးသမီးတွေတိတ်မရှိဘူးကျွန်တော်တို့အမျိုးသားတွေများတယ်သို့တော်လည်းကျွန်တော်တို့ကဟိုဖြည်းဖြည်းချင်းပေါ့နော်ဒါဟို relationship partnership တခုတည်ဆောက်ရမယ်ပြဿနာတစ်ရပ်ကိုစိတ်အေးထားပြီးတော့မှ long term ဖြေရှင်းရမယ်ဆိုအမျိုးသားတွေကအားနေသွားအမျိုးသားတွေကဟော်ဟော်တိုင်းတိုင်းမလုပ်တတ်တာအဲဒါကြောင့်အမျိုးသမီးတွေကကြွန့်ကျင်ပြီးတော့ body language တွေပါတွေနားလေတာဆိုအမျိုးသမီးကကျွန်တော်တို့ထက်အများကြီးကြွန့်ကျင်တယ်အမျိုးသားတွေထက်ဟုတ်လားကျွန်တော်အမျိုးသားတွေကအလိုက်ကန်းဆုံးမသိဘူးလေတခါတည်းကြောက်ဘဘကပြူပြပြဲပြနေသိမလားရှင်ကဟိုမှာသူကကျွန်တော်တို့မျက်နှာနဲ့ပြနေပြီသားဟုတ်လားဘဘကပြောကျင်တာတမျိုးကျွန်တော်တို့ပြောကျင်တာတယ်ဘာလို့ဆိုအမျိုးသမီးတွေကြတော့ body language ကိုသူတို့ငယ်စဉ်ကမိခင်နေဆိုရင်သူ့သားသမီးနဲ့သူ့ကလေးနဲ့စကားမပြောတတ်မိအချိန်က ဆက်ဆံကြတာ relationship ဖြစ်တယ်။အဖေတွေဆိုကိုသားသမီးပြောတာ तू ကသိပောက်ချင်တာဟလာကျွန်တော်တို့ဟို तू ကဟိုကိုကထမင်းစားချင်တယ်ထင်နေတာဖေတွေကြတော့ relationship ကအားနေတယ်ကိုသားသမီးရဲ့ကြအမျိုးသမီးက body language မှာကျွန်တော်တို့ထပ်ပေါ်အားတာဒါတွေကတော့ကျွန်တော်မှအိမ်တော်မရှိဘူးเนาะကျွန်တော်ဒါစာတွေ့ပြောတာအဲ့ဒါအမျိုးသမီးရောမဟုတ်ပါဘူးကျွန်တော်တို့အမျိုးသားတွေရောအားလုံးပေါ့เนาะကျွန်တော်တို့ကအဓိကအချက်ကတော့ social media ခက်မှာကျွန်တော်တို့ personal branding နဲ့ပတ်သက်ရပေါ့ ကိုက personal brand ကိုတိဆောက်နေတဲ့သူကိုက public figure ဖြစ်တယ်လို့ပြောရင်တော့ကျွန်တော်တို့ခံစားမှုတွေမှတမျိုး social media ပေါ်မှာတင်လို့မရအောင်အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က social media internet ဆိုတာတင်ပြီးဖြတ်လို့မရတော့ကျွန်တော်တို့ကတင်ပြီးကျွန်တော်တို့တစ်စက္ကန့်စာလုံးတစ်လုံးမှဖြတ်လိုက်လဲ screen shot ဖန်တာအယောက်တစ်သိန်းလောက်ရှိဆိုတော့ professional မှတမျိုးပေါ့နော်ဘာလို့မဆိုကျွန်တော်တို့ကကိုယ့်ရဲ့ social issues တွေကိုတော့ကျွန်တော်တို့က professional သုံးရင်မတင်သင့်ဘူးအအပျော်သုံးတယ်ကိုယ့်ရဲ့ personal သုံးရင်တော့တင်ပေါ့နော်ဒီလိုပဲကျွန်တော်ပြောကြတယ်ကျွန်တော်ပြောမယ်အဲ့ဒါတွေကအချစ်မဟုတ်လို့တည်လားအချစ်ဆိုတာကဘယ်အချိန်မှအဖြစ်ကျွန်တော်ကျွန်တော်မှလည်းရည်စားဟောင်းနေရှိတယ်ကျွန်တော်ရည်စားဟောင်းနေပြန်တွေ့တဲ့အခါမှာလည်းပဲတို့အချိုးကျေးဇူးတစုံတရာရော့အောင်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးအခုထိလည်းကျွန်တော်မလုပ်ဘူးတို့ကလည်းကျွန်တော်အချိုးကျေးဇူးရော့အောင်ကျွန်တော်မလုပ်အဲ့ဒါအချစ်ပဲအဲ့တော့တယောက်နဲ့တယောက်ဟာအချိုးကျေးဇူးတစုံတရာထိကောက်အောင်ဆိုပြီးဆိုတော့အချစ်မဟုတ်တော့အဲ့ဒါအမုန်းဖြစ်သွားတယ်ဆိုတော့အချစ်ကပြုတ်လို့ဖြစ်တယ်အဲ့ကျွန်တော်တို့လမ်းခွဲသွားတဲ့တိုင်အောင်သူ့အချိုးကိုကလိုလားနေတယ်ကို့အချိုးကသူကလိုလားနေပေါင်းတော့ပေါင်း င်းစီချင်မှာပေါင်းစီမယ်အချစ်နဲ့အိမ်တော်ကြီးကတစ်ခါလေးရမတူဘူးကျွန်တော်တို့အိမ်တော်ကြီးကတစ်ခုပဲလုပ်လို့ရတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်အချစ်ကတော့ပုထုဇဉ်တွေဖြစ်တဲ့အတွက်အချစ်6ခုလည်းဖြစ်နိုင်တယ်အချစ်9ခုလည်းဖြစ်ရည်စားအောင်9ယောက်လည်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကအိမ်တော်ချပြီဆို9ယောက်နဲ့သွားယူလို့မရဘူးလေเนาะကျွန်တော်တို့တယောက်ပဲယူရမှာအိမ်တော်ကြီးကတော့တစ်ခုပဲသို့တော့အချစ်တွေရှိတယ်အဲ့ဒီအချစ်တွေကတတလုံးတို့နဲ့ relationship ကောင်းတယ်ကျွန်တော်တို့တို့လည်းတို့အိမ်တော်နဲ့တို့တို့ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့စောင့်ရမယ့်စီးတွေရှိတယ်ဒါပေမဲ့အရေးကြီးတဲ့ပိန်းချက်ကသူ့အကျိုးစီးပွားကိုကိုထိခိုက်အောင်မလုပ်ဘူးကို့အကျိုးစီးပွားကိုကိုထိခိုက်အောင်မလုပ်ဘူးအဲ့ဒါအချက်ပဲ အချစ်ဆိုတာကိုချစ်ခဲ့တဲ့သူတယောက်ပဲဖြစ်သူ့အကျိုးစီးပွားကိုထိခိုက်အောင်ကျွန်တော်တို့လှုပ်ရှင်နေပြီဆိုရင်အဲ့ဒါအမုန်းဖြစ်သွားပြီအချစ်မဟုတ်တော့ဘူးသူကအချစ်ကိုတသက်နာမည်ဖြတ်နေ လိုပဲကျွန်တော်ပြောကြောင်းဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့အဲ့တော့အခုဒီမီဒီယာတွေလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီပြည်သက်ကိုကျွန်တော်ပြောစင်တာတွေပြောလို့ရတဲ့အတွက်ပြီးတော့အဲကျွန်တော်တို့တွေအားလုံးဟာပေါင်းစည်းပြီးတော့ကြိုးစားကြမှာဖြစ်တယ်ကျွန်တော်တို့ကဘယ်သူမှ perfect မဖြစ်ဘူးတယောက်ချင်း perfect ဖြစ်တယ်ဆိုတာဘယ်လိုမှတိဆောက်လို့မရဘူး perfect man နေ perfect woman နေဆိုတာမဖြစ်နိုင်ဘူး perfect team တွေပဲဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့အားလုံးပေါင်းပြီးတော့မှသူ့အားနေချက်ကိုအားတာချက်ပေါင်းစည်းပြီးကိုအားနေချက်သူ့အားတာချက်ပေါင်းစည်းပြီးတော့ကျွန်တော်တို့လူအဖွဲ့အစည်းကိုဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားတိဆောက်ကြပါစို့လို့ဒါလေးကို chicken ဆိုတာပြောကြလို့ရပါတယ်ခင်ဗျ